တရင်ပဲသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင်ချက်နဲ့မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တရားမဝင်ရွေးကောက်ပွဲကိုပြည်လုံးကျိုးစန်းကျင်ရန်ဒီဇင်ဘာလ10ရက်နေ့မှာအပြင်းမထွက်အတန်တိတ်တပိတ်ကြီး silent strike ဆင်နွှဲမှာဖြစ်ကာ တနိုင်ငံလုံးလူထုတရက်လုံးဖူပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းနှိုးဆော်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာတနိုင်ငံလုံးမှာရှိတဲ့လူထုတရက်လုံးကအပြင်မထွက်အတန်တိတ်တပိတ်ကြီးဆင်နွှဲပြီးတော့လူထုသဘောထားနဲ့တောင်းဆိုချက်၃ရက်ကိုဖော်ထုတ်တောင်းဆိုကြရန်ရှိတဲ့အတွက်အစိုးရလူထုတိုက်ပွဲလှုပ်ရှားမှုမှာပြည်သူလူထုအားလုံးအတူတကွာပူပေါင်းပါဝင်ဆင်နွှဲကြဖို့အာနာရှင်စနစ်တိုက်ပြည့်ရေလူထုရေတော်ပုံတပ်သားဒေါက်တာတေဆာဆန်းက ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင်အသိပေးထားပါတယ်။လာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မယ်။ဗီမတ်တွက်အတန်တိတ်တပိတ်ကြီးမှာပြည်သူအလုံးပါဝင်ပေးကြပါရန်အာဏာရှင်စနစ်တိုက်ဖျက်ရေးလူတို့ရေတော်ပုံတပ်သားများကနှိုးဆော်တောင်းဆိုထားကြပါတယ်။အဆိုပါဗီမတ်တွက်အတန်တိတ်တပိတ်ကြီးမှာအချက်၁အာဓမဖန်စီအချင်းကြခံထားရတယ်။လူတို့ကောင်းဆောင်တော်ဆန်းစုကြည်ဓမ္မရာကြီးဦးဝင်းမင်းတို့နဲ့အတူတကွနိုင်ငံရေးအချင်းသားများအလုံးကိုခြွန်ချမ်းမရှိအများဆုံးလှုပ်ပေးရင်အချက်၂ ဇယောက်စုကအခုတင်ရမပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာတိုင်းပြည်ရဲ့လက်ရှိနိုင်ငံရေးပြဿနာအတွက်ထွားပေါက်မဖြေရုံသာမကဒါထောင်ချောက်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူတို့တရလုံးကပြပြတတဆန်းကျင်နေကြခြင်းဖြစ်ပါတယ်။အချက်၃ဇယောက်စုဟာအာဓမစစ်မှုတန်ဥပဒေကိုတင်းကျပ်ပြုတ်ပြီးလူတို့တရလုံးကိုအမျိုးမျိုးဖိနှိပ်နိုင်ကျင့်နေတယ်။လူငယ်လူရွယ်များစွာကိုတေရင်းတဲ့ကိုပို့နေတယ်။ဒီအာဓမစစ်မှုတန်ဥပဒေကိုလုံးဝဖျက်သိမ်းဖို့လိုအပ်တယ်။ စားတဲ့အချက်၃ချက်ကိုလူတို့သဘောထားဖြင့်တောင်းဆိုဆန္ဒပေါ်ထုတ်မှာဖြစ်ပါရင်လက်ရှိပြည်သူ့နယ်ဦးတော်လှန်ရေးကြီးမှာပြည်သူသားအ திக ဖြစ်ပြီးပြည်သူအလုံးတော်လှန်ရေးသမားများဖြစ်ကြကအကြမ်းဖက်အာဏာရှင်စနစ်အများဆုံးချုပ်ငြိမ်းရေးအတွက်လက်နက်ကိုင်တိုက်ပွဲတစ်ခုတည်းကိုပဲလုံလုံလည်လည်အားပြုတ်နေလို့မရပဲလူတို့တိုက်ပွဲလူတို့လှုပ်ရှားမှုတွေကိုအတိတ်တရိတတိဉာဏ်ပညာနဲ့ရှင်ပြီးဖော်ဆောင်ကြဖို့အထူးရေးကြီးတယ်လို့ဒေါက်တာဒေသာဆန်းကပြောပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့ကမန္တလေးမြို့လေဈေးကျုပ်အနီးမှာဒေါက်တာဒေသာဆန်းဦးဆောင်ပြီး အချမ်းဘတ်ဆဲဦးစုရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူတို့တရက်လုံးပြပြတာတာစမ်းကျင်ချဖို့ဆန္ဒပြခဲ့ပါတယ်။အဲဒီဆန္ဒပြပွဲမှာအချမ်းဘတ်ဆဲရနာရှင်စနစ်တိုက်ပြတ်ရေးလူတို့ရေတော့ပုံတသားတွေဖြစ်ကြတယ်။ဒေါက်တာတေစာဆန်းကိုနန်းလင်းရန်ကုန်ကိုခန်းဝေဖြူစကိုင်းတို့ပါဝင်ရဲဘော်ရဲဘက်များကပြည်သူလူထုနဲ့အတူပူးပေါင်းကလှုံ့ဆော်ကြတာဖြစ်တယ်လို့သိရပါတယ်။အဲလိုလူလူလှုပ်ရှားမှုကိုအာနာယုမင်းအောင်လိုင်ပြင်းဦးလွင်မျိုးစစ်တပ်နံစင်ပွဲကိုတက်ရောက်နေတဲ့ရက်စကားပြောနေတဲ့အချိန် မန္တလေးမြို့နယ်မှာစေမိတ်စာဘလူးတွေတောင်းကျမ်းနေတဲ့အချိန်ဒီဇင်ဘာလ3ရက်နေ့မှာဒီလူလူတို့ရဲ့ပါဝင်ကူညီဆောင်းလျှောက်ပေးမှုနဲ့အတူဘေးရန်တွေရဲ့ကင်းစွာပေါ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂျပန်ရောက်အန်ယူဂျီနိုင်ငံသားရဲ့ဝင်ကြီးကမြန်မာအရေးချားနာပွဲပြုလုပ်ပြီးတော့စတက်ရဲ့ရွေးကောက်ပွဲကိုဂျပန်အစိုးရကလက်မခံရန်တောင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အန်ယူဂျီအစိုးရနိုင်ငံသားရဲ့ဝင်ကြီးဒေါ်စင်မောင်ကမြန်မာအရေးချားနာပွဲကိုပြုလုပ်ခဲ့ပြီးတော့ ဂျပန်အစိုးရအနေနဲ့စတက်ရဲ့ရွေးကောက်ပွဲကိုလက်မခံရန်တောင်းဆိုခဲ့တယ်လို့ NUG အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးထံမှသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ2ရက်နေ့မှာဂျပန်လွတ်တော်အမတ်များရုံးမှပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညွတ်ညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ကအကြံပတ်အာဏာသိမ်းဆဲအုပ်စုကပြုလုပ်မဲ့အတူယောင်ရွေးကောက်ပွဲနဲ့လက်ရှိမြန်မာနိုင်ငံရဲ့ပဂရိအခြေအနေများကိုရှင်းလင်းပြောကြားခဲ့တဲ့မြန်မာအရေးဂျာနာပွဲတည်းရဲ့ကျင်းပခဲ့တယ်လို့သိရပါတယ်။ အဆိုပါဂျာနာပွဲမှာဂျပန်ရောက်မြန်မာပြည်သူများမှပါဝင်ဖြည့်ဆို့ထားကြတဲ့ရွေးကောက်ပွဲပေါ်ထားရှိတဲ့သဘောစတန်အားဗတိဆုံးပါဝင်တဲ့မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့လွတ်တော်အမတ်များတမကဥက္ကဋ္ဌတန်လွှဲပြောင်းပေးရခဲ့ပြီးအကြံဘက်စကော့မရှင်မှပြုလုပ်မဲ့တူးယောင်ရွေးကောက်ပွဲကိုဂျပန်ဆိုရအနေနဲ့လက်ခံချေမပြုပါရန်တောင်းဆိုခဲ့ပါတယ်။ဒါပြင်မြန်မာပြည်သူများရဲ့အရေးပေါ်လိုအပ်ချက်များအားကူညီပေးနိုင်ရေးအပါအဝင်အရေးပေါ်အခြေအနေအရဂျပန်နိုင်ငံသို့ရောက်ရှိနေတဲ့မြန်မာပြည်သူများအားလည်း ဆလဘီကားခွဲကူညီပေးရတဲ့အထူးအလေးထားတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဆိုပါဂျာနာဘွဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ဗတ်တီဆုံပါဝင်တဲ့မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့လွတ်တော်အမတ်များတမကားတို့မှပူးပေါင်းကာစီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ဂျပန်နိုင်ငံဆိုင်ရာလွတ်တော်ကိုယ်စားလှယ်များဒရင်မီဒီယာများနဲ့မြန်မာရေးကူညီအားပေးနေတဲ့ဂျပန်နိုင်ငံသားများမြန်မာပြည်သူများတော်လိုင်းအင်အားစုများမှတက်ကြွလှူရှားသူတွေတက်ရောက်ခဲ့ကြပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ ဖေဖော်ဝါရီငယ်ငယ်ရေးစုရွေးချယ်ရမှာခရိုနီဦးစောစောပသက်နေမှုပေါ်ဝေဖန်မှုတွေထွက်ပေါ်နေပြီးတော့ထရန်ကစိုးရပွဲရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကမ္ဘာဘောလုံးအဖွဲ့ချုပ်ဖီဖာကချီးမြှင့်မဲ့ငယ်ငယ်ရေးစုအစ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန်ကရရှိလိုက်မယ်လို့သတင်းတွေထွက်ပေါ်နေပြီးတော့စုရွေးချယ်မှုမှာအာနာတိန်မြန်မာစကောင်းစီနဲ့နှိစက်တဲ့ခရိုနီဦးစောစောပါဝင်ပသက်နေတဲ့အတွက်အရင်မှာငင်းပွားစရာအခြေအနေတွေဖြစ်ပေါ်နေတယ်လို့ The Guardian သတင်းဌာနကဖော်ပြပါတယ်။ ဖေဗာဥက္ကဋ္ဌဂီယန်နီအင်ဖာတီနိုကသူ့ရဲ့အဖွဲ့အစည်းဟာလည်းကိုပိုင်ငញ្ញမ်းရေးစိုးတကူဖန်တီးပြီးပြည်သူတွေကိုငញ្ញမ်းစွာစုစည်းပေးနိုင်တဲ့လူပိုးကိုတွေကိုချီးမြှင့်သွားမယ်လို့ပြီးခဲ့တဲ့လကကြေညာခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီအသေးဖန်တီးထားတဲ့စုတော်ပထမဆုံးဆုရှင်ကတော့ဝါရှင်တန် DC မြို့တော်မှာကျင်းပမယ်။2026ဖီဘာကမ္ဘာပလာပွဲစဉ်တွေရေးဆွဲမဲ့အစီအစဉ်နဲ့အတူကြေညာသွားမယ်လို့သိရပါတယ်။လက်ရှိကမ္ဘာဖလားကိုမက္ကဆီကိုနဲ့အမေရိကန်တို့ကဘူးတွဲအင်ရှင်အနေနဲ့ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါစုကိုထရန့်ကိုဘေးရမယ်ဆိုတဲ့ထင်ကြေးတွေကြဲကြဲပြန့်ပြန့်ကြိုတင်ထွက်ပေါ်လို့နေပါတယ်။အင်ဖာတီနိုဟာငញ្ញိုင်းရေးဆိုင်ရာခန်းသားတွေမှာထရန့်နဲ့မကြာခဏတော်တော်တွေအတူတွေ့ရတာကြောင့်ဇူရွေးချက်မှုနဲ့ပတ်သက်ပြီးတော့ဖီဘာရဲ့ဗန်မလတ်ရတ္တိမှုပေါ်မေခွန်းထုံးမှုတွေရှိလာခဲ့ပါတယ်။ပြီးတော့ပို့ပြီးတော့ငင်းပွားစရာအခြေအနေအဖြစ်ဇူရွေးချက်မဲ့သူတွေကိုအဆိုပြုတင်ပြမဲ့ကော်မတီထဲမှာမြန်မာနိုင်ငံပေါ်လုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောကဦးဆောင်မယ်ဆိုတာဖြစ်ပါတယ်။ဦးစောစောနဲ့သူပိုင်ဆိုင်တဲ့မတ်စမြတ်မာကော်မတီဟာ မြန်မာစစ်တပ်နဲ့ပတ်သက်ရှမ်းရွယ်မှုတွေကြောင့်အမေရိကန်ပါဝင်ကုလသမဂ္ဂ EU တို့ရဲ့ဘေးဆိုးတန်ခတ်ရေးယူမှုတွေကြုံခဲ့ရပူပါတယ်။၂009ခုနှစ်တုန်းကအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနဟာဦးစောစောကိုအရိခေမြန်မာစကောင်းစင်နဲ့နေဆက်တဲ့ခရိုနီတူဖြစ်ဖော်ပြပူပါတယ်။ဒါပြင်ဦးစောစောနဲ့ဦးတန်းရွှေဦးတန်းရွှေရဲ့မြည်ဖြစ်တဲ့ဖိုလာပြေတို့နဲ့နေကမ်းမှုတွေကိုလည်းတဂါရီယန်ကဖော်ပြထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကတော့ဦးစောစောနဲ့ဖီဘာငင်းညာရေးစုရွေးချယ်ရေးကိစ္စ ပတ်သက်နေမှုပေါ်ဗမာချက်မှမပြီးခဲ့ပါဘူး။နေပေါင်း20ကြော်ကြာဘောလုံးပွဲကျုပ်ဥက္ကဋ္ဌဖြစ်တဦးတည်းလှုပ်လာခဲ့တဲ့ဦးစောစောဟာဖီဘာရဲ့လူမှုရေးဆိုင်ရာတာဝန်ယူမှုကော်မတီမှဥက္ကဋ္ဌဖြစ်နေပါတယ်။အစိုးရကော်မတီကအခုစုရွေးချယ်တဲ့လုပ်ငန်းစဉ်မှာအဓိကနေရာကနေပါဝင်လာပွဲရှိနေတာဖြစ်ပါတယ်။ဖီဘာရဲ့စုရွေးချယ်မှုဟာဒီတန်ကြိုတင်ရွေးချယ်ထားတဲ့လူပိုးကိုတချို့ကို lobby လုပ်ပေးဖို့ဂုံတင်ပေးဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့လူခွင့်ရေးတက်ကြွလို့ရှားသူတချို့ကလည်းဝေဖန်နေကြပါတယ်။ ပြီးတော့ Infantino ဟာ FIFA ကောင်စီရဲ့ထောက်ခံချက်တွေကိုမယူဘဲကိုယ့်ရဲ့သဘောနဲ့ကိုယ်ဆုံးဖြတ်တာတွေရှိခဲ့ဘူးတာတွေကိုလည်းထောက်ပြလာပါတယ်။ FIFA ကတော့အသက်ဖန်တီးချင်းမြတ်မဲ့စုနယ်ပတ်သက်လို့ဝေဖန်မှုတွေကိုပယ်ချထားပြီးအခုဒီစုရဲ့ယူရကြဟာကမ္ဘာငြိမ်းချမ်းရေးအတွက်အားထုတ်မှုတွေကိုအတိမတ်ပြုဖို့သာရည်ရွယ်ထားတယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဆလတ်ပေထမှန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ဘိုးချုပ်တာဖုံးကျော်ပြောဆိုခြင်းမရှိတဲ့လူမှုရေးသွေးခွဲမှုတွေဟာဂရင်မားတွေသာဖြစ်တယ်လို့ TNL ရှင်းလင်းတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်။ တောင်တက်မတော် BSLF DNL ထွေထွေတွင်းမှုကျုပ်ဘိုလ်ချုပ်တာဘုံကျော်ပြောဆိုခြင်းမရှိတဲ့စာသားတွေကိုလူမှုကွန်ရက်မှာဖြန့်ဝေနေတာဟာတရင်တူတရင်မားတွေသာဖြစ်တယ်လို့ DNL ကယမနေ့ဒီဇင်ဘာလ၄ရက်နေ့ကထုတ်ပြန်ပါတယ်။တရုတ်စိုးရဖိအားကြောင့်စကောင်းစီနဲ့အပြည့်ရပြီးမိုးကုတ်မုံမိန်မျိုးတွေကနေသုတ်ခွာဖို့သဘောတူကြရတဲ့ DNL နေနဲ့လက်ရှိမှာဝေဖန်မှုတွေကြုံတွေ့နေရတဲ့အချိန်မှာဘိုလ်ချုပ်တာဘုံကျော်အမှန်တကယ်ပြောဆိုခြင်းမရှိတဲ့ဗမာနဲ့တောင်ကြားသွေးခွဲတဲ့စကားတွေကို ိုလ်ချုပ်တာဖုံးကျော်ပြောကြားတဲ့အောင်လူမှုကွန်ရက်မှာဖြန့်ဝေလာမှုပေါ့အခုလိုရှင်းလင်းချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဘဲအန်ယူဂျီလော်ဘီမီဒီယာမှာမတင်ပြရဲတဲ့အမှန်တရားများလို့ခေါင်းစဉ်ပေးရေးသားကဗိုလ်ချုပ်တာဖုံးကျော်ရဲ့ပုံ MNDA စေဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖုန်တဲရင်တို့ရဲ့ပုံနေနဲ့ MNDA နဲ့ DNLA ခေါင်းဆောင်တွေအမှန်တကယ်ပြောကြားမှုမရှိတဲ့စာသားတွေပေါင်းဆက်ထားတဲ့ပုံကို Star News Facebook စာမျက်နှာမှာဖော်ပြခဲ့တယ်ပေါ့ PSLF တင်တယ်လေးကအခုလိုရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ် အခုဖော်ပြထားတဲ့ပုံနဲ့စာသားတွေဟာသတင်းတို့သတင်းမားတွေသာဖြစ်တယ်လို့အသိပေးပါတယ်။မိမိတို့ပလောင်ပြည်နယ်လုံမြောက်ရေးတပ်ဦး PSLF DNL ရဲ့အထွေထွေတွင်ရင်းမှုချုပ်ဘိုးချုပ်တာဖုံးချော်ကနေရေးသားဖော်ပြပြောကြားခြင်းမရှိကြောင်းနဲ့သတင်းတို့သတင်းမားသာဖြစ်ကြောင်းအသိပေးရပါတယ်လို့ DNL ကထုတ်ပြန်ပါတယ်။ဒါပြင်အရင်ကတည်းက DNL ခေါင်းဆောင်တွေအမှန်တကယ်ပြောဆိုခြင်းမရှိတာတွေကိုအခုလိုပဲသတင်းတို့သတင်းမားတွေလုပ်ပြီးဝါဒဖြန့်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။စကားစားနဲ့ဝါဒဖြန့်သူတွေဟာလူမျိုးရေးဘာသာရေးကိုအသုံးပြုတာပါဝင် မီလန်မျိုးစုံနဲ့ဒေါ်လာရင်အင်အားစုတွေချင်းချင်းကြားသွေးခွဲတာဒေါ်လာရင်အင်အားစုတွေကိုပြည်သူတွေအထင်မြင်လွဲမအောင်လှုံ့ဆော်တာတွေမကြာခဏပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဂျန်ခိုင်းရီပါတီစီယုံနေစဉ်လက်တုံးချောင်းထောင်ပြတဲ့ကလေးငယ်ကိုအုတ်ချုပ်ရမှုရဲ့အမားဖြစ်သူကဖန်စီတိုင်းနဲ့ခိုင်းပြီးပြန်လို့ပေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။အေယာရီတိုင်းကန်ကြီးတောင်မျိုးနယ်မှာဂျန်ခိုင်းရီပါတီစီယုံရီလှဲ့လှဲ့နေစဉ်လက်တုံးချောင်းထောင်ပြတဲ့ကလေးငယ်ကိုကော်မရှင်တက်နဲ့အုတ်ချုပ်ရမှုရဲ့အမားဖြစ်တဲ့ မခင်မြတ်ကျော်တို့ကဖမ်းဆီးခဲ့တယ်လို့ဒေသခံများထံကသိရပါတယ်။ဒါကဂျေးဝါအုပ်စုမှရှိတဲ့ကလေးငယ်ကိုပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကဖမ်းဆီးခဲ့ကရိုင်းနှက်နှိပ်စက်ခဲ့ပြီးတော့ယခုဒီဇင်ဘာလအတွင်းမှာပြန်လို့ပြီးခဲ့တယ်လို့သိရပါတယ်။အခုကလေးကပြန်လို့လာပါပြီ။ဘားတွေလည်းရိုက်တယ်။ခြေထောက်နဲ့လည်းကန်တယ်။ပြီးတော့ကြာပိုးနဲ့လည်းရိုက်တယ်လို့သိရတယ်။ဝိုင်းပြီးတောင်းပန်လို့ပြန်လို့ပြေးလိုက်တယ်လို့သိရတယ်။ကလေးကတမတ်ပြည့်တဲ့အပြင်ဂျမ်းမာကြီးလည်းမကောင်းပါဘူးလို့ကံကြီးထောင်မျိုးမှာရှိတဲ့စကောမရှင်တက်တဲ့နေဆက်သူဒေသခံတဝူကပြောပြပါတယ်။ အဲလိုလက်တုံးချောင်းထောင်ပြတဲ့ကလေးငယ်ဟာအသက်၁၄နှစ်သာရှိပြီးအဓမ္မပြည့်သေးသူဖြစ်တဲ့ပြင်စိတ်ချမ်းမာရေးမကောင်းသူတဦးလည်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲလိုအဓမ္မပြည့်သေးတဲ့ကလေးငယ်ကိုဖမ်းဆီးရိုင်းနှက်ခိုင်းတဲ့အောက်ချုပ်ရေးမှုရဲ့အမားဖြစ်သူမခင်မြကျော်ဟာဂျန်ခိုင်ရေးပါတီဝင်ဖြစ်ပြီးတော့ဂျေးဝါဥစုတွဲမှာလည်းမဲလာမထဲတဲ့နေအိမ်များကိုစကောမရှင်တက်ခေါ်ပြီးဖမ်းဆီးခိုင်းမယ်လို့ချိန်ချောက်လျက်ရှိတယ်လို့ပြောပါတယ်။ဒါပြင်စကောမရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာဘာဝင်ကူညီရေးနဲ့မဲထက်ရန် ရာဝတီတိုင်း26မြို့နယ်မှာရှိတဲ့ဒေသခံပြည်သူများကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေ၊ဂျန်ခိုင်ရေးပါတီဝင်တွေ၊ပြူစောတီတွေစကောမရှင်တက်တီကစီယုံလုံးစော်လေးရရှိတယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ခဲ့တဲ့တရင်ပေးသားများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပါတဲ့ဒေါ်လိုင်းရဲ့ဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။